အာဆနယ်ဘာလို့ပရီးမီးယားလိချန်ပီယံဆုမရသေးတာလဲကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ GK Corners ကနေအာဆယ်ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆယ်နဲ့ပရီးမီးယားလိချန်ပီယံဆုကဘယ်အချိန်ကြီးဝေးနေအောင်မှာလဲမန်စီးတီးအားကောင်းဆုံးအချိန်မှာအာဆယ်ကအနီးကပ်ဆုံးပြိုင်ဘက်ဖြစ်ရှင်သန်နိုင်ခဲ့တယ်ပရီးမီးယားလိချန်ပီယံဆုနဲ့အနီးစပ်ဆုံးအချိန်တွေထိရောက်ခဲ့တာပါလက်ရှိအချိန်မှာအာဆယ်အသင်းပရိသတ်တွေကပရီးမီးယားလိချန်ပီယံဆုကိုအမျော်လင့်ကြီးမျော်လင့်ခဲ့ကြပါတယ် မန်စီးတီးတက်ပြတ်သွားခြင်းဖြစ်လို့လေအာဆယ်အတွက်မျောလင်းချက်ပို့ပြီးတော့ရှိခဲ့တာပါဒါမဲ့လီဗာပူးရဲ့မထင်မှတ်တဲ့လက်သီးပုံးဒဏ်ကိုခံလိုက်ရတယ်အာဆယ်ကကိုတိုင်လုံးအမားတွေကျူးလို့မိပြီးတော့နောက်ဆုံးဒုတိယလူဖြစ်ရပြန်တယ်အာဆယ်ကဘာလို့များပရီးမီးယားလိချန်ပီယံဆုနဲ့ရေးဆက်မဆုံးသေးတာလဲ BBC ကအဲ့ဒီအကြောင်းကိုအာဆယ်အသင်းပရိသတ်တွေစီစစ်တမ်းကောက်ခဲ့ပါတယ်အာဆယ်အသင်းပရိသတ်အများစုကအဆုံးသတ်သမားကောင်းမိုဝယ်လို့ဆိုပြီးတော့တုံ့ပြန်တယ်အာဆယ်အသင်းအာဆတ်ရိုက်တာဟောအီဒူးနဲ့ အာဆီယံပြည်အာရီတာဟာတကဘာလုံးတည်မြင်တဲ့အဆုံးသတ်သမားကောင်းလိုအပ်ချက်ကိုမတိကျအောင်ဆောင်ခဲ့ကြပါလေ။ဒန်ဟာသားကောင်းဂျေဇူးကိုမျက်လုံးမှိတ်ယုံကြည်ခဲ့။စပင်ရိုးနဲ့အန်ကာဒီယာတို့ထွက်သွားချိန်မှာတိုင်းစစ်ပိုင်းအတွက်မျောလင်းချက်ခန်းချောင်းနေတဲ့စတာလင်ကိုအာရီတာအာကိုဒကြီးခေါ်ယူလိုက်တာလည်းမအမှားပါပဲ။အာဆီယံလူချင်းကဒီမဖြစ်ရတဲ့ကြားတဲ့ဒန်ဟာပြဿနာကကြီးမားခဲ့တာကလည်းပရီးမီးယားလိဂ်ချန်ပီယံမှာဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။ဇာကာမာတီနယ်လီဟာဗက်စ်အော်ဒီဂက်ဂျေဇူးတို့အားလုံးဒန်အာရီယာခဲ့ကြတယ် အများစုက3လ4လစီလောက်အ ਨੇ ဆုံးနားခဲ့ရတာပါချန်ပြလီလိုလာချားပြီးတော့ကစားရပြိုင်ပွဲမျိုးမှာဒိုင်ဟန်ပြဒနာကိုထိန်းချောင်းကြော်ဖြတ်တာလွယ်ကူပေမဲ့ပရီးမီးယားလီလိုအပတ်စဉ်တိုင်းဖီအားနဲ့ရှင်သန်နေရတဲ့ပြိုင်ပွဲမျိုးမှာဒိုင်ဟန်ရီကြောင့်ဟန်ချက်ပြတ်တက်ပါတယ်အာဆင်အသင်းပရိသတ်တွေကလက်ရှိလူချင်းကိုထိတိုင်းကစားမတချို့ထပ်ဖြည့်စေချင်နေတာပါအာဆင်အဖန်တိုင်းချက်တဲ့ကြီးကြီးမားမားမရှိပေမဲ့ကစားမမခေါ်တာအားအသင့်စရာတော့ကောင်းပါတယ်အာဆင်ကစားမတချို့ရဲ့အာရုံစူးစိုက်မှုကလည်းမတည်ငြိမ်တတ်ပါဘူးအမှတ်ရသင့်တဲ့ပွဲတွေအမှတ်ပြန်လည်ဆုံးရှုံးရတာ နိုင်တဲ့ပွဲတွေမနိုင်တာကတိုက်ပွဲဝင်စိတ်ဓာတ်ပုံမှန်ရှိမနေလို့ပါချန်ပီယံလိမှာပြားတာတဲ့တိုက်ပွဲဝင်စိတ်ဓာတ်မျိုးနေတာဆိုရင်အာစတေးကပရီးမီးယားလိချန်ပီယံဆုကိုပို့ပြီးတော့မျောလင့်နိုင်ပါလိမ့်မယ်လက်ရှိအသည်မှာအာဒီတာကတဲကန်ဘောတွေကိုအလွန်မင်းအားကိုးခဲ့ပါတယ်အာစတေးကပရီးမီးယားလိရဲ့တဲကန်ဘောအကောင်းဆုံးသင်းဖြစ်ပေမဲ့အခြားဘက်မှာ open play ကနေဂိုးရတာတော်လေးနှဲသွားတယ်တကူးသားလုံးနဲ့နိုင်နေထိန်းစားလွန်းတာကလည်းအားမလို့အားများဖြစ်စေတာပါပဲလက်ရှိအသည်မှာဒိုင်တွေရဲ့ဆုံးဖြတ်ချက်အမှားရကြောင်းလဲအာစတေးနစ်နာခဲ့ရပါတယ် အရေးကြီးတဲ့ပွဲစဉ်တချို့မှာအာစတန်ကစားမတွေအငင်းပွားပွဲဟာထုတ်ပယ်ခံရနှစ်နာလွန်ခဲ့တာပါပြီးကြတဲ့နှစ်တွေအတွင်းမှာပရီးမီးယားလိချန်ပီယံဆုကိုမန်စီးတီးနဲ့လစ်ဗာပူးတို့လွှမ်းမိုးထားခဲ့ပါတယ်အဲလိုလွှမ်းမိုးထားတာကိုပြောင်းလဲပြစ်နိုင်တာအာစတန်တသိမ်းပဲရှိပါတယ်အာစတန်ကအဆုံးသတ်တမားကောင်းတူးနဲ့နောက်ထပ်ဂျယ်ဝင်းကစားမတုံးရရင်ပရီးမီးယားလိချန်ပီယံဆုရပါလိမ့်မယ်အဲ့ဒီဂျမန်ချက်တွေအာစတန်တင်းကပြောင်းရွှေ့ဈေးွက်ထဲတန်ဖိုးမြင့်ခေါ်ယူမှုတွေလုပ်ရပါမယ်ချန်ပီယံလိအောင်ပွဲကအာစတန်အနာဂတ်အတွက်တိတ်ပြီးရေးပါနေပြီ ချန်ပီယံလိအောင်ပွဲရရင်အာဒီဒါရဲ့အာစနယ်ခစ်တစ်ခစ်စတင်ပါပြီ။ဂျယ်ဝင်းဇာမာတွေကိုပို့ပြီးတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။အသင်းကရှိပြီးသားဂျယ်ဝင်းဇာမာတွေကိုလည်းထိန်းသိမ်းနိုင်ပါလိမ့်မယ်။အာစနယ်ကလာမယ့်ရာသီပရီးမီယားလိချန်ပီယံစုကိုအမှန်တကယ်သိမ်းပိုင်အောင်ခုခဲကမဟာဗျူဟာချမှတ်တင်နေပါပြီ။ဟုတ်ကဲ့ပါဆိုတော့ဒီဘက်ကတော့လောက်ပါပဲခင်ဗျ။အာစနယ်သင်းကလူမျိုးပရီးမီယားလိချန်ပီယံစုကြီးနဲ့ကင်းဝင်းနေတာရောဘောရတို့ဘာကြောင့်လို့ထင်လဲပြောပေးခဲ့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။